Hello guys welcome to my channel ဒီနေ့မှာက get fruit အသီးကို giveaway ပေးသွားမယ်အကြောင်းကိုပြောပြပေးသွားမှာပါဘာလို့လဲဆိုတော့အရင် video တွေမှာ fruit ကို giveaway ပေးဖို့အတွက်ပြောထားတဲ့လူတွေရှိရတဲ့အတွက်သူတို့အတွက်ကျွန်တော်ကရည်ရွယ်ပြီးလုပ်ပေးတာပါ get fruit ကိုဘယ်လိုယူရမလဲဆိုတဲ့အကြောင်းကိုမပြောခင်ကျွန်တော် coffee sign ကိုအရင်သွားလိုက်ပါဦးမယ် တော်မှရှိတဲ့အသီးထဲမှာ gap fruit ကအကောင်းဆုံးထင်လို့ giveaway လုပ်ပေးတာပါ gap fruit က PVP PVE နှစ်ခုလုံးမှာအဆင်ပြေတဲ့အပြင်ပြန်လို့လဲရတယ်ဗျာနောက်ပြီး scale effect တွေကလည်းအရန်ဝင်လာတဲ့အတွက်လူတိုင်းဒီသီးကိုပို့ပြီးလိုချင်မှထင်လို့ကျွန်တော်မဲဖောက်ပေးတာပါခဏလေးတော့သူ fruit down ရဲ့အတွက်ကျွန်တော်သူ့အတွက် random fruit လေးမဲသွားဖောက်ပေးလိုက်အောင်မယ် ။ဘာရမလဲတော့မသိဘူးပေါ့။ရတဲ့ဟာကျွန်တော်သူ့ကိုပေးလိုက်မယ်ဗျာ။ဖလိန်ပေါက်တယ်ဗျအဲဖလိန်ပေါက်တဲ့အတွက်ကျွန်တော်သူ့ကိုပေးလိုက်အောင်မှာဗျ ကဖရူကိုဘယ်လိုမျိုး giveaway ပေးမလဲဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးပါဒီ video ကိုလည်း like and comment လုပ်ပြီးတော့ comment မှာ get fruit ဆိုပြီးတော့ရေးပေးသွားပါ get fruit ဆိုပြီးရေးသွားတဲ့လူအယောက်60ပြည့်ရာနဲ့ကျွန်တော်စပြီးတော့မဲဖောက်ပေးပါမယ်နောက်လည်းအစဉ်ပြေပြေတယ်လို့ကျွန်တော် fruit တွေကို giveaway ပေးသွားပါမယ်အခုတော့ see you guys